ပါရှင်မက်ရှလာ29ရက်စနေနေ့ရွှေကောင်းရဲ့ထူးကြပြီးသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့မန္တလေးမြို့ကစတက်ထက်မြင်းနဲ့ Sky Villa ကွန်ဒိုပြိုကျကျုံဝင်ကမြေပေါ်ခုနှစ်ထပ်သားကျန်တော့ကြောင်းသိရတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားကစတက်ထက်အမြင်ရှိတဲ့ Sky Villa ကွန်ဒိုပြိုကျဇုံဝင်သွားပြီးမြေပေါ်မှာခုနှစ်ထပ်သာကျန်ရတော်တယ်လို့မြို့ကန်တွေကပြောပါရယ် ကွန်ဒိုစတက်ထံမှာလေတာလောက်ကမြေထဲကျုံဝင်သွားတာဖြစ်ပြီးလူအများအပြားပိတ်မိနေလို့ဆိုပါတယ်မရှလာ28ရက်မော်လယ်12:40ဝင်းချင်းအချိန်ပြင်းအားမြင့်ငလျင်လောက်ခတ်ခဲ့ပြီးစကိုင်းမန္တလေးအပါအဝင်နိုင်ငံတော်မှငလျင်တန်းခန်းစားခရာကြောင့်သိရပါရရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ငလျင်ရဲ့ဗဟုချက်ဖြစ်တဲ့စကိုင်းနယ်မင်းကုန်းမှာတေဆုံးသူအနည်းဆုံး30ဦးရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ စကိုင်းမြို့ရဲ့အနောက်မြောက်ဘက်စေမံကန်ကိုဗဟုပြုကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းမြို့ပေါ်နဲ့မင်းကုန်းဒေသမှာရဟန်းတန်ကားနဲ့တိလရှင်တွေအပါအဝင်ဒေသခံအနည်းဆုံး30ဦးသေဆုံးပြီးပိတ်မိနေသူတွေအများပြားရှိတယ်လို့ဒေသခံတွေကပြောကြားသိရပါတယ်။ငလင်တန်ကြောင့်စကိုင်းမြို့အရှေ့ပိုင်းနဲ့ငါးရက်ကြီးဖျားဝင်ခြင်းမှာထိခိုက်ပျက်စီးမှုဆိုရပြီးငလင်ဗဟုချက်လူမျိုးဖြစ်သွားတဲ့မင်းကုန်းမှာလည်းထိခိုက်ပျက်စီးမှုများတယ်လို့အတိအပြောက်တွေလည်းများတယ်လို့ဆိုပါတယ်။ ငလင်ထံကြောင့်မင်းကုန်းဒေသရှိ မင်းကုန်းဆရာတော်ဘုရားကြီးတရင်သုံးခဲ့တဲ့တိပိတကနိကာယကျောင်းတိုင်းရှိရွှေရတုငါးတဲ့ကျောင်းဆောင်ပြုကြပျက်စီကလူတွေပိတ်မိနေတယ်လို့သခိုင်းကောင်းမှုတော်ဘုရားစိန်ဘူးတော်မြေခါပြီးသခိုင်းမျိုးပေါ်ကတကူကြီးဘုရားစီတွေနဲ့အိုးဝင်အစာဦးအများပြားထိခိုက်ပျက်စီကဒေသခံတွေပိတ်မိခဲ့တယ်လို့သိရှိရပါတယ်ရှင်ထမန်နေဆမဲတဲ့ရင်ကတော့အင်အားပြင်းငလျင်ကြောင်းနေပြည်တော်ရှိကြောင်းမြရတနာပြတိုင်းပြိုကြတဲ့တဲ့ရင်ဖြစ်ပါတယ်။ မတ်လ28ရက်မိုးလယ်12:40မိနစ်ဝင်စဉ်ကလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9အဆင့်ရှိအင်အားပြင်းကလေးကြောင့်နိုင်ငံတော်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ရာနေပြည်တော်ရှိကြောင်မြတ်ရတနာပြတိုင်းပြိုကျပျက်စီးသွားကြောင်းလူမှုကွန်ရက်တွင်မြင်ကွင်းတပ်ပုံများဖော်ပြကြသည်ကိုတွေ့ရတယ်လို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ငလင်ကြောင့်ဟိုတယ်အောင်ပန်းပြူကြမှုဖြစ်စဉ်မှာအမျိုးသမီး2ဦးအသက်ဆုံးရှုံးပြီး16ဦးကိစေနိုင်ခဲ့တဲ့တဲ့တင်ဖြစ်ပါတယ်။ မတ်လ28ရက်မော်လယ်တနအိဝင်းကျင်ကလှုပ်ခတ်ခဲ့တဲ့ငလှင်ကြောင်းရှမ်းပြည်တောင်ပိုင်းအောင်မန်းမြို့နယ်တွင်ရှိဟိုတယ်အောင်မန်းပြူကြမှုဖြစ်စဉ်မှာအမျိုးသမီးနှစ်ဦးအသက်ဆုံးရှုံးခဲ့ရပြီး16ဦးကိုကနဦးကယ်ဆယ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။လက်ရှိတွင်အပြက်စီးများကြားပိတ်မိနေသူများရှိမရှိမသိနိုင်သေးပေဆက်လက်ကူညီကယ်ဆယ်နေရလို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်တဲ့ဆက်မဲ့သတင်းကတော့အင်အားပြင်းကလျင်တန်းကြောင့်မန္တလေးမြို့မဆွေရင်တိုက်ဟောင်းပြိုကျတဲ့သတင်းဖြစ်ပါတယ်။ နေပြည်တော်အပါအဝင်တိုင်းနယ်ပြည်နယ်အချုံမှာမဆာ၂၀ရှေ့ရမွတဲ့ချိန်ကအင်အားပြင်းထန်နဲ့ငလှေလှုပ်ခတ်ခဲ့တဲ့အတွက်မန္တလေးမြို့ရဲ့အထင်ကရဖြစ်တဲ့မစိုးရင်ကျောင်းတိုင်းမှာမစိုးရင်တိုင်ဟောင်းပြိုကျပျက်စီးခဲ့ကြောင်းသိရပါတယ်ဒါအပြင်မစိုးရင်ကျောင်းတိုင်းတို့ချဲဆောင်နေရစာသင်သာတန်ဃာတော်များတရင်သုံးနေထိုင်တော်မူတဲ့စာဖြေဆောင် ပြကြပျက်စီကတန်ဃာတော်အချုပ်ထိခိုက်ထင်ရရှိမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါဗျ။ ထို့အတူအရာပြင်းကလေးတန်းကြောင့်မန္တလေးမြို့ရှိတောင်တမန်တိုက်သိန်းတော်နှင့်ပြည်ထောင်ကြောင်တို့တွင်လည်းပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးပါကတော့ငလင်းချောင်းတောင်ကူတွင်ကလေးငယ်ချအုပ်အသက်ဆုံးရှုံးတဲ့တွင်ဖြစ်ပါတယ်။မက်လ28ရက်မော်လယ်ပိုင်းအချိန်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင်တောင်ကူမြို့ဝေလူဝုံဖုန်ကြီးကျောင်းတွင်ဆစ်ဆောင်နေသူများအနက်ကလေးငယ်6ဦးအသက်ဆုံးရှုံးခဲ့ရကြောင်းသိရပါဗျ။ လက်ရှိတွင်စစ်ဆောင်အချို့ကိုဘေကင်းရံသူပို့ဆောင်ထားကြောင်းနှင့်ကျမ်းမာရေးဆောင်ရွက်မှုအားငကယုံဖုံးတော်ကြီးကြောင်းတွင်အခမဲ့စေကံဖွင့်လက်ကူညီပေးလျက်ရှိကြောင်းသိရပါသည်။ငလင်လှုပ်ခတ်မှုကြောင့်တာကူမျိုးတွင်နေအသေးအကြီးစုစုပေါင်း200ဝန်းကျင်ခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း၎င်းကဆိုထားကြောင်းသိရှိရပါသည်ရှင်။ နောက်ဆုံးနေဇာမဲတရင်ကတော့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့တဲ့အတွက်သခိုင်းတရာဟောင်းကြိုးကြမှုဖြစ်ပေါ်တဲ့တရင် ဖြစ်ပါတယ်။မတ်လ28ရက်နေ့လယ်ပိုင်းတွင်ပြင်းအားကလေးလှုပ်ခတ်ခဲ့ရာသခိုင်းတရာဟောင်းကြိုးကြခဲ့တဲ့အပြင်မန္တလေးတွင်အထက်မြင့်တိုင်များပါပြိုကျပျက်စီးခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။မတ်လ28ရက်မိုးလယ်12:50မိနစ်ဝန်းကျင်ကသခိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာ10မိုင်ခန့်အကွာကိုဗဟိုဖြူပြီးအင်အား9.8ရေဒါစကေးပြင်းအားရှိတဲ့ငလျင်လှုပ်ခတ်ခဲ့က12မိနစ် ခန့်အကြာမှစကိုင်းမြို့တောင်ဘက်18ကီလိုမီတာခန့်စေမိုင်ကျော်အကွာကိုဗဟိုပြူပြီးအင်အား6.4ရီတာစကေးရှိတဲ့ငလျင်နဲ့အတော်အသင့်အင်အားပြင်းနေနောက်ဆက်တွဲငလျင်တွေထပ်မံလုခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။